ပရိုင်တာလုပ်ပြီးတင်းထောင်ချီတန်းတဲ့လက်ကန်အိတ်တွေနာယီတွေနဲ့ချမ်းသာသွားပြီလို့ပြောလာတဲ့လူတွေကိုအခုလိုတုံ့ပြန်ခဲ့တဲ့ခိုင်နေဝီပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ် အခုရပိုင်းမှာတော့မြန်မာနိုင်ငံမှာငလင်းပေးအကြီးအကျယ်လှုပ်ခတ်မှုကြောင့်လူပေါင်းများစွာဒုက္ခရောက်နေချိန်ဗရိုက်တာမီခင်ကြီးခိုင်နေဝေကတော့လူတွေရဲ့ဝေဖန်မှုတန်ကိုအတော်လေးခံနေရပါတယ်။အထူးသဖြင့်တရုတ်ဆောင်ခိုင်နေဝေကဗရိုက်တာလှုပ်ပြီးတနေ့တက်တနေ့ပုံမချမ်းသာလာလို့ဝေဖန်မှုတွေမြင့်တက်ခဲ့ရပါအခုဆိုရင်တော့ခိုင်နေဝေကနိုင်ငံတကာမှာထိတ်တန့်တတိမကြီးတွေသာပတ်နိုင်နေတန်ဖိုးကြီးဒေါ်လာထောင်ထောင်ချီတန်နဲ့နာယီတွေလက်ကန်အိတ်တွေကိုပိုင်ဆိုင်ထားနိုင်တာကြောင့်တော်တော်လေးကိုလူပြောများနေရဖြစ်ပါတယ်။ဒါပြင်တရုတ်ဆောင်ခိုင်နေဝေက ရွှေတောင်ကြားမှာတိုက်ကြီးတလုံးဝဲထားတယ်ဆိုပြီးတော့ကောလာဟလသတင်းတွေလည်းထွက်နေကြတာဖြစ်ပါတယ်။လူတွေကတော့ခိုင်နေဝေးရာထိတ်တန်းမင်းသမီးတယောက်လည်းမဟုတ်သလိုခိုင်မာပြီးတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေလည်းမရှိပဲဒီလိုမျိုးတနေ့တခြားပို့ပို့ပြီးတော့ချမ်းသာလာတဲ့ပုံမှာဝေဖန်မှုတွေမြင့်တက်လာတာဖြစ်ပါတယ်။ အထူးသဖြင့်တော့တရုတ်ဆောင်မင်းသမီးခန်နေဝေကပရာဟိတလုပ်ငန်းတွေလှုပ်အပြီးမှာကိုကျိုးအုံချလုံချမ်းသာလားတလားဆိုပြီးတော့လူတွေကထင်ကြပြနေကြပါတယ်။ခန်နေဝေက2018ခုနှစ်လောက်ကလေးကပရာဟိတလုပ်ငန်းတွေကိုစတင်လုပ်ကင်လာခဲ့ရဖြစ်ပါတယ်။ခန်နေဝေကရင်သွေးလေးများပရာဟိတကေယာကိုတည်ထောင်ပြီးတော့ကလေးတွေကိုဂရုတစိုင်းနဲ့ကိုယ့်ရဲ့ရင်သွေးလေးအရင်လိုပြုစုဆောင်ရှောက်နေရကြောင်းမြန်မာနိုင်ငံရဲ့ပရာဟိတမိခင်ကြီးလို့လည်းတင်စားခံထားရတာဖြစ်ပါတယ်။ ဒါအပြင်ခန်းနေဝေကမြန်မာနိုင်ငံရဲ့တဘာဝဘေးအန္တရာယ်ကြရောက်တိုင်းမှာအရှိဆုံးကနေပေါဝင်လူတန်းနေရပါခန္နဝေရပြေးခဲ့တဲ့ရေဘေးမှာလည်းတိမ်ပေါင်းတောင်းချီပအဝင်လူတန်းခဲ့တယ်လို့အခုတစ်ခေါက်ငလင်ဘေးမှာလည်းပအဝင်လူတန်းနေရဖြစ်ပါတယ်။တချို့သောသတင်းတွေအရတော့ခန္နဝေကငလင်စားဖြစ်တဲ့မတ်လ28ရက်နေ့ကလေးကအလွန်ငွေရန်ပုံငွေသိန်းတစ်ထောင်နဲ့မတီလူတန်းခဲ့ရဖြစ်ပြီးအခုချိန်ဆိုရင်တော့အလွန်ငွေသိန်း9000ကျော်6000အထိရရှိပြီးတော့လူတန်းနေရဖြစ်ပါတယ်။ တချို့ကလည်းခန်းနေဝေကဒီလိုမျိုးအလူတန်းလုပ်ဖို့ကဘယ်ကရတယ်လဲဆိုပြီးသိကျင်နေကြသလိုတချို့ကလည်းဒီလောက်များတဲ့အလူငွေတွေကိုခန်းနေဝေကကြုံတယ်လို့နီးလန်းမကြပဲဥက္ကဋ္ဌတွေနဲ့ပေါင်းပြီးတော့လူတန်းနေလို့လူပြောများနေတာဖြစ်ပါတယ် ဒီကနေ့ရက်ပိုင်းမှာဆိုရင်ခိုင်နေဝေကပြင်မနာမျိုးမှာအလူတန်းသွားလို့ရမှာအမှန်တကယ်ငလင်တန်းကြောင့်အိမ်ပြိုကျသွားတယ်လူတွေအကူညီလိုအပ်နေတဲ့လူတွေကတပြားတစ်ချက်မှအလူမရဘဲနဲ့ဥက္ကဋ္ဌနဲ့နေဆက်တဲ့သူတွေကပဲအလူငွေရနေလို့ဝေဖန်မှုတွေအများကြီးရှိခဲ့ပါတယ်အခုတခါမှာတော့ခိုင်နေဝေကသူမကိုအလူတန်းငွေတွေကိုအလွယ်သုံးစားလုပ်ပြီးတော့တနေ့တခြားချမ်းသာလာပြီလို့ပြောတဲ့သူတွေကိုရောအလူငွေတွေကိုဖြစ်ကြက်ဇံလုံးနေရဆိုတဲ့လူတွေကိုပါခိုင်နေဝေကအခုလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်ခိုင်နေဝေကသူမ ကိုမနာလိုလို့ပြောတဲ့သူတွေရဲ့စကားဝေဖန်တပုတ်လင်လင်ပြောတဲ့စကားတွေကိုခေါင်းတဲမရှိဘူးလို့ဆိုပါတယ်။ခိုင်နှင်းဝေကသူမရဲ့အကူအညီလိုအပ်နေတဲ့သူတွေအတွက်အမြဲတမ်းပေးနိုင်ဖို့စ조사မှာဖြစ်ကြောင်းတန်တဲ့အရာတွေအတွက်ခေါင်းတဲမရှိဘူးလို့ပြောခဲ့ရဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခိုင်နှင်းဝေနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။